အားလုံးပဲမင်္ဂလာပါရှင်။ရန်ကုန်မြို့ရဲမှာကျမပြုလုပ်လျက်ရှိတဲ့စိတ်ဝင်စားဖို့အခမ်းအနားတွေကြောင့်ကိုပရိသတ်များဗဟုသုတရပွဲတရှိစီဖို့အတွက်ရိုက်ကူးတင်ဆက်ပေးလျက်ရှိတဲ့ရန်ကုန်မြို့ငွေကြေးအစီအစဉ်ကိုတင်ဆက်ပေးတော့မှာပါ။ဒီကနေ့မှာဆိုရင်လေမြန်မာနိုင်ငံမှာရှိတဲ့ HIV လုပ်ငန်းများကိုပူးပေါင်းဆောင်ရွက်နေတဲ့အဖွဲ့များမှအစီအစဉ်ကျင်းပတော့ INDS ဖြစ်ကွယ်လွန်သွားသူများအားအောင်းမေ့ပွဲမီထွန်းဆူတောင်းပွဲအခမ်းအနားကြောင့်ကိုရိုက်ကူးတင်ဆက်ပေးသွားအောင်မှာပဲဖြစ်ပါတယ်။အကြောင်းပရိသတ်တွေအားလုံးကငွေနဲ့တူဆက်လက်ရှူစားကြည့်ဖို့အတွက်ကိုလည်းဖိတ်ခေါ်လိုက်ပါတယ်ရှင်။

ဟုတ်ကဲ့ပါဦးအနေနဲ့ကဒီနေ့အခမ်းအနားမှာဆိုလို့ရှိရင်ပေါ့နော်အခမ်းအနားအဆအဆုံပြင်ဆင်ရတဲ့အပိုင်းခန္ဓာတွေကိုဦးကတာဝန်ယူထားပါတယ်ဟုတ်ကဲ့ပါရှင်စီစီသူတဦးအနေနဲ့ဒီကနေ့ခန္ဓာကြီးအောင်မြင်စွာကျင်းပပြုလုပ်နိုင်ဖို့အတွက်စီစဉ်ခဲ့ရတဲ့အပိုင်းအနေနဲ့ပတ်သက်ပြီးတော့လည်းသိချင်ပါတယ်ရှင် ဟုတ်ပါပြီတပီဒီကနေ့ဆိုလို့ရှင်ဒီအခမ်းအနားမှာဆိုလို့ရှင်ပေါ့နော်ဥရောရဲ့အဓိကအလှရှင်ဖြစ်တဲ့ UNAIDS ကနေပြီးတော့ပေါ့နော် Country Director ကနေပြီးတော့အဖွင့်အမှားစကားပြောပါမယ်ပြီးလို့ရှိရင် MSI လို့ခေါ်တဲ့ Mary Stoke International ကဒေါက်တာစစ်နိုင်ကနေပြီးတော့ဒီ Candlelight ချိန်မရခြင်းဘာကြောင့်ချိန်မရတယ်ဆိုတဲ့အကြောင်းအရာလေးတွေကိုဆွေးနွေးပြီးမှဖြစ်ပါတယ်ပြီးတဲ့အခါမှာဆိုလို့ရှင်ဥရောတို့ကဘာသာကြီး၄ခုရှိတဲ့ဆရာတော်တွေနော်အဲသက်ဆိုင်တဲ့ဘာသာအလိုက်တွေစုတောင်းပြတာပို့မှဖြစ်ပါတယ် ပြီးလို့ရှိရင်ဘာလို့မလဲဆိုလို့ရှိရင်ဥရောအနေနဲ့ HIV ပိုးကူးစက်ခံရတဲ့သူတွေအတွက်စူတောင်းမြတ်တာပို့မီးထွန်းမဲ့အစီအစဉ်လေးဖြစ်ပါတယ်သမီးအကနာစတင်ချိန်မှာတော့ UNAIDS မှာ Country Director Mr. Amno Mafi ကအဖွင့်မတ်စကားရှင်းလင်းပြောကြားခဲ့ပါတယ်ဖွင့်မတ်စကားပြောကြားပြီးရဲ့နောက်မှာတော့ ကန်နယ်လိုက် history နဲ့ပတ်သက်ပြီးတမိုင်းအကြောင်းအရာများကိုတော့ဒေါက်တာစစ်နိုင်မှဆွေးနွေးတင်ပြခဲ့ပါတယ်ရှင်။ ်မှာတော့ဘာသာကြီးလေးခုဖြစ်တဲ့ဗုဒ္ဓဘာသာ၊ခရစ်ယာန်ဘာသာ၊ဟိန္ဒူဘာသာနဲ့အစ္စလမ်ဘာသာအစရှိတဲ့ကိုစားပြုခေါင်းဆောင်အသီးသီးမှလည်းကွယ်လွန်သွားကြသူများအတွက်ဆုတောင်းမြတ်တာပို့သခဲ့ကြပါရဲ့ရှင်။ ာမင်္ဂလာပါရှင်မင်္ဂလာပါခင်ဗျာဟုတ်ကဲ့ပါဒီကနေ့ကျင်းပပြုလုပ်တဲ့ပေါ့နော်ဒါ AIDS ယောဂသည်တွေကွယ်လွန်သူတွေကိုပေါ့နော်အောက်မေ့ပွဲမိထွန်းပွဲအခမ်းအနားမှာဆရာအနေနဲ့ဘလို့ခန်းကန်လာကနေတာဝန်ယူထားလဲဆိုတာလည်းသိပြသေးရှင် Candlelight Memorial လို့ခေါ်ရဲပေါ့နော်ဒီ HIV AIDS ဝေဒနာနဲ့ကွယ်လွန်သွားတဲ့သူတွေအတွက်အောက်မေ့ဆူတောင်းပွဲလေးလို့ခေါ်ပါတယ်တကယ်တော့အသိပညာပေးတော့ပေါ့ပါအဲ့ဒီမှာကျွန်တော်ကပထမတော့ပါဝင်တက်ရောက်သူတူအနေနဲ့ပေါ့သို့တော့နောက်တော့လည်း ဟိုဒီအကြောင်းတွေကိုကျွန်တော်ကအရင်တော့ကပြောခဲ့ဆွေးခဲ့ဦးတာရှိတော့ဒီပွဲလေးကဘာမှာဖြစ်ပေါ်လာပုံမြန်မာနိုင်ငံမှာဘယ်လိုလုပ်ခဲ့ကြရလဲဆိုတာနဲ့ပတ်သက်ပြီးတမိုင်းကြောင်းလေးတင်ပြပေးပါဆိုလို့ကျွန်တော်ဒီမှာလာပြီးတင်ပြတာပါခင်ဗျာဟုတ်ကဲ့ပါဆရာဆရာအနေနဲ့ဆိုရင်ပေါ့နော်ဒီကနေ့အခမ်းအနားမှာပါဝင်ပြီးတော့ဆွေးနွေးဦးမယ်လို့သိရပါတယ်ရှင်ပါဝင်ဆွေးနွေးမယ်အကြောင်းအရာနဲ့ပတ်သက်ပြီးတော့လည်းအသေးစိတ်အနည်းငယ်လောက်ရှင်းပြပေးပါရှင်တချို့တချို့သောကိစ္စတွေမှာကြာတော့ဟိုတမိုင်းကြောင်းကတခါလေးပြင်းစရာကောင်းမယ်တခါလေးကြာတော့လည်းအတုံးတဲပါတယ်နော်ဒါ ဒီနေ့ပွဲမှာလည်းကျွန်တော်ကိုတာဝန်ပေးထားတာကဒီအကြောင်းဆွေးနွေးပေးပါပေါ့နော်ဆိုတော့ဒီပွဲဘယ်လိုဖြစ်ခဲ့သလဲဘယ်သူတွေဘယ်လောက်ခံစားခဲ့ရသလဲဘာတွေလုပ်ခဲ့ကြလဲအဲ့ဒါကြောင့်ဘာတွေအောင်မြင်သလဲအဲ့ဒီကနေကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့မြန်မာလူထုအနေနဲ့ဘာတွေနော်သင်ခန်းစာယူပြီးတော့လှုပ်ဆောင်နိုင်သလဲဆိုတာတွေပါပါတဲ့အတွက်ကျွန်တော်ကတော့ဒါလေးကိုတင်ပြရတာတော်တော်လေးစိတ်ထဲမှာဟိုကျေနပ်ပါတယ်ဟုတ်ကဲ့ပါရှင်ဒီကနေ့အခမ်းအနားနေပေါ့နော်ဆရာအနေနဲ့ပေးခြင်းနဲ့ပြည်သက်တွေအတွက်ပေါ့နော်ပေးခြင်းနဲ့စကားလက်ဆောင်ရှင်လေးပြောပြပေးပါဦးရှင်အဲ နှစ်တိုင်းကျွန်တော်တို့မြန်မာနိုင်ငံမှာဒီ Candlelight Memorial ပွဲလုပ်ပါတယ်။ဟိုဘလောက်သိကြလဲ။မီဒီယာမှာလာရင်ဘယ်နှယောက်ကြည့်ပြကြလဲ။ဒီအကြောင်းလေးခေါင်းနဲ့ဘယ်နှယောက်စဉ်းစားပြကြလဲတော့မသိဘူးပေါ့နော်။ကျွန်တော်တို့ဒီ HIV နဲ့ပတ်သက်ပြီးလုပ်ငန်းဆောင်ရွက်နေတဲ့လူတွေအဖွဲ့အစည်းတွေအနေနဲ့ကတော့ဒီအကြောင်းလေးကိုလူလူအနေနဲ့နော်သိသွားစေချင်ပါတယ်။စိတ်ဝင်စားလေးနဲ့မြေမြန်ဆွေးနွေးနော်ဘလို့ပဲဖြစ်ဖြစ်ဒါလေးကိုအာယုံရသွားတာလေးကိုကျွန်တော်တို့ကဖြစ်စေချင်ပါတယ်။ထို့တဲ့တဆင့်ကတော့ကျွန်တော်တို့ဒီဆုံးဖြတ်ပိုင်ခွင့်ရှိနော်ဟိုစီရင်ပိုင်ခွင့်ရှိတဲ့ ပုံကိုယ်တွေအနေနဲ့ဒီ HIV အကြောင်းကိုလေးလေးနက်နက်စဉ်းစားပြီးကျွန်တော်တို့လုပ်ငန်းတွေကိုပံ့ပိုးကူညီဦးဆောင်ပေးနိုင်မှုလေးလဲကျွန်တော်ညွှန်လင်းပါတယ်။ ပြီးနိုင်ငံကျော်အစိုးရတန်တာဝင်းမှလည်းအိဆိုင်ပြီးပိုးပြအသက်ရှင်နေထိုင်သူများအားခွဲခြားဆက်ဆံနေရခြင်းများအတွက်အားပေးစကားများဆွေးနွေးနှစ်သိပ်ပြောပြခဲ့ပါတယ်ရှင်။မနက်ကိုမင်္ဂလာပါ။မင်္ဂလာပါညီမ။မင်္ဂလာပါ။ဟုတ်ကဲ့ပါဒီနေ့ခန္ဓာတက်ရောက်ဖြစ်ခဲ့ပုံလေးကိုပထမဆုံးအနေနဲ့ပြောပြပေးပါဦးရှင်။အမကတော့ဒီခန်းသားလေးကိုဟိုတရားဟိုဟာတွေကလာပြီးတော့ကိုညတောင်းနဲ့10မိနစ်လောက်15မိနစ်လောက်ပေါ့နော်ဟို အပိစကားလေးပြောပြပါဆိုနဲ့မှတက်လာခြင်းဖြစ်ပါတယ်။ယောဂဝိညာရှင်နေအတွက်ကိုဖျောင်းနိုင်ထုံးမိမယ်ဆိုတော့သူကလည်းစကားပြောမယ်ဆိုတော့ကျွန်တော်ကလည်းပါလာရပါတော့။နောက်တစ်ခုကဒီလိုမျိုးယောဂဝိညာရှင်နေဟိုကျွန်တော်တို့တစ်ခုများစကားပြောခွင့်များရမလားဒါမှသူတို့တစ်ခုများအားပေးခွင့်များရမလားနုပညာအားဖြင့်ပေါ့နော်။ကျွန်တော်တို့နာမည်အားဖြင့်ဘာလုပ်ပေးလို့ရမလဲအဲ့ဒီဘောနဲ့ရလာခဲ့တာပါ။ โอเคပါအမအနေနဲ့ဆိုလဲဒီကနေ့ခန်းမှာပေါ့နော်ဒီလိုပါဝင်ဆွေးနွေးသူတအုပ်အနေနဲ့ဒီလိုခန်းသားကြီးအောင်မြင်စွာကျင်းပနိုင်တဲ့ပေါ့ပွဲခန်းသားပေါ့အမြင်လေးကိုလည်းပြပြပေးပါဦးရှင့်အဲအများကြီးဝမ်းသာပါတယ်ခုနမတချို့အချက်လေးတွေလည်းအခုမှသိရလေးရှိရပေါ့ဥမာလွန်ခဲ့နှစ်30ရာဒီလိုလိန်တူချစ်သူနှစ်ယောက်ကစနပ်ဖို့ထုတ်လို့ဒီလိုဒီပွဲနေတူနေမြက်လေးဖြစ်ပေါ်လာရတယ်ဆိုပေါ့နော်အဲ့တော့မအတိဘာရလိုက်လဲဆိုတော့ခွဲခြားဆက်ဆက်မှုပေါ့အတိကတော့ခွဲခြားဆက်ဆက်မှုဟာဘလို့မှမပြုတ်တဲ့မှုပေါ့နော်အဲ့တော့ မတော်အနေနဲ့ကလည်းအမှုပညာရှင်ပဲဖြစ်ဖြစ်လူသားတူအနေနဲ့တူအနဲ့တူခွဲခြားဆွဆန့်ခြင်းမရှိဘူးဆိုတော့အရာအဓိကထားပြီးတော့မြစ်တာလာပြတာပါညီမမြန်မာနိုင်ငံမှာရှိတဲ့ HIV ပိုးဖြစ်အသက်ရှင်နေထိုင်သူများဟာအရေးပါသောဆုံးဖြတ်ချက်များချမှတ်ရရင်ပအဝင်ဆောင်ရွက်ခွင့်ရကြပြီးတော့ ်ဘတ်စုံပုံမကောင်းမွန်ပြည့်စုံတဲ့လူမှုအဖွဲ့အစည်းများကိုပိုင်ဆိုင်ကြစီရန်မျှော်မှန်းချက်များဖြင့်ပြုလုပ်တဲ့ဒီကနေ့အခမ်းအနားကနေပြည်သက်များအားလုံးလည်းဘ ਹੁ တုတ္တတစုံတရာရရှိနိုင်လိမ့်မယ်လို့မျှော်လင့်မိပါတယ်ရှင်။ကြည့်ရှုအားပေးနေကြတဲ့ပြည်သက်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်လို့ပြောကြရင်းနဲ့ပဲဒီကနေ့ရန်ကုန်မြို့ကြီးအစီအစဉ်ရနေနှုတ်ဆက်လိုက်ပါတယ်ရှင်။